ချဲဆိုတာတခါတည်းရဖုံပြိုးခြင်းကစတဲ့တည်းဆိုတာဒီနေ့ခေတ်လူပေါင်းကောင်းကောင်းသိကြမယ်ထင်ပါတယ်။လောကမှာတချို့အရာတွေကဘလို့ကြောင့်ဖြစ်ဖြစ်ခွဲထားလို့မရဘူး။အောက်ချင်းငယ်စုံတွဲကိုခွဲထားလို့မရဘူး။တက်တက်နဲ့မိုးတိမ်ကိုခွဲထားလို့မရဘူး။ရော့ဂီတာနဲ့ဂီတာကိုခွဲထားလို့မရဘူး။ကင်ရီကင်ရာကိုခွဲထားလို့မရဘူး။အဲဒီလိုပဲ။ ပါရရဲ့လက်ချွေကလက်စွပ်နဲ့ဒီဘာရဲ့လက်ချွေကလက်စွပ်လေးကိုလည်းခွဲထားလို့မရပါဘူးခွဲလို့မရတာတွေကိုခွဲချလိုက်တဲ့အခါရစီတတ်တယ်သိဆုံးတတ်တယ်ဒါနဲ့ဘုံနဲ့လည်းကချမှတ်ထားတဲ့စီကံတွေပါပဲအချင်းဆိုတာကပြားပဲတချို့ကပြားတွေဟာနားလေဘူးမလွယ်ဘူးတချို့အချစ်တွေဟာလည်းဒီလိုပဲနားလေဘူးမလွယ်ဘူးဒါပေမဲ့စီကင်းမှာတော့ခံစားနိုင်နေတယ် ကိုရိုဒိုင်ယာကြီးလေးကိုအတူတူဖတ်မယ်။ကိုရိုအိမ်မက်ကိုအတူတူမှတ်မယ်။ရာသီဥတုကြီးလိုးပြောင်ပြောင်၊ဘိုးတူ၊ဆောင်းတူ၊နေတူတူ၊ထီးတူတူဆောင်းကြမယ်။ပြီးရောကံစမာတွေကိုအတူတူခန်းစားကြမယ်။ချစ်သူနဲ့အတူမိုးလင်းရတာပြိုစရာကောင်းတယ်လို့ချစ်သူနဲ့အတူမိုးချိုရတာလေးကြီးနူးစရာကောင်းပါလေ။အချစ်ဆောင်နဲ့မင်းကြီးရှိရင်မေ့စင်ပါလေ။ချစ်ဆိုတာပါလေ။ချစ်ဆိုတာ ချစ်ခြင်းလို့ကိုချစ်တာအချင်းမှာအကြောင်းပြချက်မရှိဘူးဒီဆုံးတယောက်ကိုချစ်နေမိတဲ့အခါသူဘာဖြစ်ဖြစ်ချစ်နေမိမှာပဲချစ်ဆိုတာပေါင်းစည်းမှုပဲကိုနဲ့ကိုချစ်သူနဲ့မပေါင်းခင်ကိုကိုစိတ်ထဲမှာအလွမ်းတွေတန်တရားတွေမာနတွေချီးနှူးမှုတွေစတဲ့အရသာဆုံးပေါင်းစည်းနေတယ်မဟုတ်ပေါင်းစည်းမဲ့အချစ်ဆိုတာကတော့နားလည်မှုပဲမင်းရဲ့ထဲမှာကိုတက်တာတည်တာပါကိုမြုံလာပါလေ ်ပြန်လည်ထွန်းထားပါလေ